ခင်မုန်းတဲ့အနာမှမရှိပေမယ့်23နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့မှာတိမ့်တရာလှူဒန်းလိုက်တဲ့ခိုင်တင်းကြီးခင်မုန်းတဲ့ကိုခန့်နိုင်အနာမှမရှိပေမယ့်ပြန်လည်မလုံးပြနိုင်သေးပေမယ့်အနာမှရှိနေတဲ့လိုမျိုးတရိယာလွန်ဆိုရင်အလုံးကြီးတန်းကြီးလုံနေတာကတရုတ်ဆောင်မင်းသမီးခိုင်တင်းကြီးပါလွန်ခဲ့တဲ့23နှစ်အချိန်မှာမြန်မာနိုင်ငံအောင်မြင်တဲ့ထိတ်တန့်မင်းသမီးခိုင်တင်းကြီးနဲ့တူစီဝိုင်းလုပ်ငန်းရှင်တထိတ်ကိုခန့်နိုင်တို့လက်ထပ်ထိမ်းမြှားခဲ့တာပါအဲ့နောက်ပိုင်းမှာတော့ခိုင်တင်းကြီးနဲ့ကိုခန့်နိုင်တို့မှာတော်ရီသောတမီလီစံထိတ်ထားကိုမွေးဖွားနိုင်ခဲ့ပြီးတော့အတ aya ပျော်ရှင်တဲ့မိသားစုဘဝလေးကို တိဆောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းလွန်ခဲ့တဲ့သုံးနှစ်ချိန်မှာတော့အကြောင်းရင်းဆိုကြောင်းခိုင်နေကြီးရဲ့ခင်မောကိုခန့်နိုင်ဟာဖန်ဆီးထိမ့်သိမ်းခံခဲ့ရတာပါ။အဲဒီအချိန်ကနေခိုင်နေကြီးဟာခင်မောနဲ့ပြန်လည်လွတ်မြောက်လာနိုင်ဖို့စောင့်စားနေရပေမဲ့ပြန်လည်မလွတ်မြောက်နိုင်သေးတာပါ။တခြားနန္ဒလိုက်ခင်မောနဲ့တူတခြားသောစီးပွားရေးလုပ်ငန်းရှင်တွေပြန်လည်လွတ်မြောက်လာပေမဲ့ခိုင်နေကြီးရဲ့ခင်မောကပြန်လည်မလွတ်မြောက်နိုင်သေးတာဖြစ်ပါတယ်။ဒါပေမဲ့လည်းခိုင်နေကြီးကတော့စိတ်ထဲမကြပါဘူး။ အလုံတန်းလုံးရင်းနဲ့ခင်မုန်းတဲ့ပြန်လည်လွတ်မြောက်လာမယ့်နေ့ရက်လေးကိုစောင့်မျှော်နေရပဲဖြစ်ပါရင်အခုအခါမှာလည်းခိုင်နှီးစီဟာခင်မုန်းတဲ့23နှစ်မြေမင်္ဂလာနှစ်ပတ်လည်နေ့မှာတတိယဥဆောင်ဆောင်ရင် EAR Foundation ကနေတက်စင်ငလင်တန်းတဲ့ပြည်သူတွေအတွက်တင်းတရာလှူရန်လိုက်တာပဲဖြစ်ပါရင်ခိုင်နှီးစီကဒါဟာငလင်တန်းတဲ့ပြည်သူတွေအတွက်ဒုတိယချိန်လှူရန်မှုဖြစ်ကခင်မုန်းတဲ့ပြန်လည်လွတ်မြောက်လာဖို့အလုံလုံးရင်းနဲ့စောင့်ဆိုင်နေကြောင်းကိုပြောသွားပါရင်